အားလုံးပဲမင်္ဂလာပါဗျာပိုင်ဘလော့ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်โอเคဒီနေ့မှာတော့ကျွန်တော်ကိုမေးထားတဲ့ဒီမေကွန်ပေါ့နော်ဒီအလေးပင်မားရတယ်ဆိုတော့ဘယ်လိုဟာမျိုးလဲတဲ့ဒီခိုင်ကော်လုပ်ငန်းလုပ်တဲ့လူတွေပေါ့နော်အကူအမအကူကနေစပြီးတော့ခိုင်ကော်လုပ်လုပ်ကျင်တဲ့လူတွေသို့မဟုတ်လုပ်နေတဲ့လူတွေဒီဟိုခါနာတဲ့ တွေ့ကြုံမျိုးကြုံဘူးမယ်တင်ပါတော့နော်အခုမှလုံမဲ့လူတွေဆိုလို့ရှင်တော့ဒီအလေးပြမာတဲ့ဟာတွေကဘလို့ဟာမျိုးတွေမာရတယ်ပြီးတော့ဘလို့မာလို့ရှင်ရင်ပို့ပြီးတော့အဆင်ပြေနိုင်လဲပေါ့နော်ဒီဟာနဲ့ပတ်သက်ပြီးတော့ဒီ sharing လုပ်ပေးမှာဖြစ်ပါတယ် okay ခိုင်းတော့လုတ်တဲ့လူတွေဆိုလို့ရှင်ဒါကြုံနေပြီးသားဖြစ်မှာပေါ့အခုမှလုံမဲ့လူတွေဆိုရင်တော့ဒါတော့မတည်သေးဘူးပေါ့နော်ဒီအလေးပြမာရတယ်ဆိုတာဘလို့ဟာမျိုးလဲဆိုတော့ကျွန်တော်တို့ကဒီလူကို ပြည့်စုံတာပေါ့နော်လူသားအောင်ပြည့်စုံတာဖြစ်တဲ့အတွက်ဒီကြောက်တုံးကိုမားတဲ့အလေးပင်နဲ့ဒီလူသားတယောက်မားတဲ့အလေးပင်က မတူပါဘူးဥပမာကြောက်တုံးတစ်ခုပေါ့နော်ကီလို60လောက်ရှိတဲ့ကြောက်တုံးပေါ့ Okay sorry ဒီနေရာမှာကီလိုနဲ့ဟိုဒီဝိုင်းနဲ့ပတ်သက်ပြီးတော့နည်းနည်းလေးဖြည့်ပြောပြပါမယ်။ဘာလဲဆိုတော့ကျွန်တော်တို့မြန်မာတွေကဒီခန္ဓာကိုယ်လေးချိန်ကိုအတိုင်းအတာယူနစ်ပေါင်သုံးပါတယ်။သို့ပေမဲ့ဂျပန်တီကီလိုသုံးပါတယ်။အဲဆို1 kg တီ နှစ်တသမနှစ်သုံးရန်ကဒီပေါင်ရှိပါတယ်အဲဆိုဒီကျွန်တော်တို့ဒီဗီဒီယိုမှာဒါဂျပန်မှာအသုံးပြုတဲ့ကီလိုပဲထည့်တော့ထည့်ပြီးတော့ပြောသပေးမှာဖြစ်ပါတယ်ဒါကြောင့်ပေါင်နဲ့သိချင်တော့ကိုကိုနိုင်မြောက်ပြီးတော့ကြည့်ကြည့်ပေါ့နော်โอเคအဲဆိုဆက်နောက်ပြောလို့ပေါ့နော်ဒီ60 kg ရှိတယ်ကြောက်တုံးတုံးမားတဲ့ခါမှာကျွန်တော်တို့ကဟိုကြုံတယ်လို့မားလိုက်လို့ရတယ် တည်ရမလားလက်နှစ်ဖက်ပဲတုံးတုံး6ရက်တည်းပဲတုံးတုံးပြီးတော့ဒီလိုကိုတက်နိုင်တဲ့လောက်မားလို့ရပြင်မယ်တစ်ဖက်မှာလူသားဖြစ်နေတဲ့ခါကျတော့အဲ့လိုမားလို့မရပါဘူးပြီးတော့လူကဒီကျွန်တော်တို့ကအဲကိုယ့်ထက်အရက်ရှိတဲ့လူရှိသလိုအရက်ပုတဲ့လူလည်းရှိတယ်ကိုယ့်ထက်ဝါးတဲ့လူရှိသလိုကိုယ့်ထက်ပိန်တဲ့လူရှိတယ်ပြီးတော့ဒီဂေဟာတွေမှာအများစုလို့ရှိရင်ကျွန်တော်တို့ကဒီခန္ဓာကိုယ်အားနေတဲ့လူတွေရှိသလိုတချို့တွေကဒီနာမကျန်းဖြစ်ပြီးတော့လက်တွေကဒီ တသပြင်းဒီလေဖြတ်နေလို့မလုံးနိုင်တဲ့ဟာမျိုးတွေလက်ကထိခိုက်တရရလို့ဟိုအခွန်အားမတုံနိုင်တဲ့ဟာမျိုးတွေဒီလိုမျိုးတွေကြုံရတဲ့အခါမှာကျွန်တော်တို့ကဒီဟိုအသက်မဲ့ပစ္စည်းတစ်ခုကို မားတယ်လို့မျိုး မားလို့မရဘူးအဲ့ခါမှာကျွန်တော်ကဒီခိုင်ကော်ရဲ့ဒီပစ္စည်းဆောက်ချောက်တဲ့နီးပညာလိုရလာပါပြီ။အဲ့ဒါဒီနီးပညာကိုအကောင်းဆုံးအသုံးချပြီးတော့လုပ်မယ်ဆိုရင်တော့ဒီအဖိုးဖွားကြီးလည်းအဲအနေငယ်ကင်းရှင်းတယ်လို့ကိုယ်လည်းဒီ ဝင်ပြီးတဲ့တံမခံနိုင်မခံရတော့ဘူးပေါ့နော်။ညသောအပြင်တချို့တွေကအလွယ်လောက်ကြတယ်အပီပီဝိုင်းပေါ့နော်ဒီမှာရွှေပြောင်းမယ်ဥမာထားပါတော့ဂဒင်ပေါ်ကနေဝေချက်ပေါ်ရွှေပြောင်းမယ်အရွှေပြောင်းပြီးပြီးဝပြီးမြန်မြန်ပြီးရင်အလုပ်ပြီးတဲ့ဆိုပြီးတော့ဟိုအလွယ်လောက်ကြပေါ့နော်အလွယ်လောက်တာကတစ်ချင်းနှစ်ချင်းအကြောင်းမဟုတ်ပေမဲ့ကြာလာတဲ့ခါမှကြာတော့ဒီခါနာတဲ့တံခံစားရတယ်ပေါ့နော်အဲဆိုလေးပင်မှာဘလို့မှလဲဆိုတော့ကျွန်တော်စွမ်းနာပြောလို့ဒီ လူတစ်ယောက်နဲ့တစ်ယောက်ကမတူဘူးပေါ့နော်ဆိုတော့ဒီသူရဲ့အလေးချိန်ဟိုဟာကိုယ့်ထက်ဝါတဲ့လူလားကိုယ့်ထက်ပိန်တဲ့လူလားအဲ့တော့ကိုပြည့်စုံပြရမယ်ကိုဥမာထားပါတော့ဂရင်ပေါ်ကနေဒီဝေးချက်ပေါ်ရွှေ့ပြရခါမှာဆိုတော့ရှင်ကဲကိုယ့်ထက်လေးပင်ရှိတဲ့ကိုယ့်ထက်ဝိတ်များတဲ့လူဆိုဘယ်လိုလုပ်မလဲဆိုတော့အဲဒီအတူတပြင်းဒီဂျပန်မှာကဂရင်တွေကဒီအနေအမြင့်ပေါ့နော်အနေအမြင့်ကို adjust လုပ်လို့ရပါတယ်ဆိုတော့ ဒီကျွန်တော်တို့ကပစ္စည်းတစ်ခုမှအခါမှာဒီနေတဲ့နေရာနဲ့မြင်းတဲ့နေရာမားမယ်ဆိုလို့ရှိရင်ခွန်အားအရန်သုံးရပါတယ်ဆိုတော့အဲ့တော့နေတဲ့နေရာနဲ့ဟိုမြင်းတဲ့နေရာကနေပြီးတော့နေတဲ့နေရာကိုမတာကအဲ့လောက်ဒီအားသုံးစရာမလိုဒါကြောင့်မလို့ကျွန်တော်တို့ကဥမာအဲကရင်ပေါ်ကနေဝီချဲပေါ်ကိုရွှေ့ပြောင်းတော့မယ်ဆိုလို့ရှိရင်အရင်ဆုံးဝီချဲရဲ့အမြင့်ထိုင်တဲ့အမြင့်လေဗယ်ထက်ကရင်ကိုနည်းနည်းလေးမြင့်ပြီးတော့မြင့်ထားရမှာပဲ ဒါမှဒါလည်းဒီလိုရွှေ့ပြောင်းတဲ့ခါမှာအမြင်ရနေအနေကိုပြောင်းတာဖြစ်တဲ့အတွက်နည်းနည်းတက်တာမယ်နောက်တစ်ခုကဒီအဖိုးဖွားရဲ့ချက်တော့ကလည်းဒီကျမ်းပြင်ပေါ်ပေါ့နော်ဒီအထူးသဖြင့်60ဒီဂရီလောက်ဒီချထားပေးရမယ်ဒါမှဒီလိုထားတဲ့ချိန်မှာအနေနဲ့များ သူ့ချက်တော့ပေါ်သူကအာပြုတ်ပြီးတော့ရန်နိုင်မှာဖြစ်ပါတယ်။အဲဆိုသူချက်တော့ပေါ့သူအာပြုတ်ပြီးတော့ရန်နိုင်လေလေကျွန်တော်တို့ရဲ့မားရတဲ့ weight တန်ဖိုးကယော့သွားလိမ့်ပဲဖြစ်ပါတယ်။ နောက်တစ်ခုကကိုယ်တိုင်ကဒီလိုခိုင်မမတ်ဒီနဲ့မားတာမျိုးမဟုတ်ဘူးခိုင်ကန်ကန်ကြီးနဲ့မားတာမျိုးမဟုတ်ပဲနဲ့ကျွန်တော်တို့ခိုင်ကောမှာဆိုရင်တော့ juicing လို့သုံးပါတယ်ဒါ juicing ဆိုတာကဒီ center of weight ပေါ့နော် weight တစ်ခုရဲ့အလေဘဟုချက်အဲဆိုတော့အဖိုးဘွားရဲ့ခန္ဓာကိုယ်ရဲ့အလေ weight အပေါ်ဟိုအပေါ်ပိုင်းကလည်းများစရာမလိုအောက်ပိုင်းကလည်းများစရာမလိုသူရဲ့ weight လေးချိန်ရဲ့ဒီအလယ်ဘဟုပြီးတော့ကိုယ်ခန္ဓာကိုယ်ရဲ့အလယ်ဘဟုနားလောက်ကိုညှိပြီးတော့ဒီလိုမပြီးရှေ့ပြောင်းမှဖြစ်ပါတယ်အဲဒီလိုလှုပ်ခြင်းအပြင်ဟိုတခုခုက weight များပြီးတော့ဝင်ပြီးတာမျိုးမဖြစ်သလိုဆနအမြင်နေရတဲ့အနေပြောင်းတာဖြစ်တဲ့အတွက် weight ကအလောက်ထိမထားစရာမလိုဘူးပြီးတော့သူချောက်ကဒီကြမ်းမြင့်ဘဟု 60kg ထားရပြီမဲ့ဆိုရှင်မတက်ရက်တဲ့ခါမြောင်သူ6တော့သူအားပြပြီးတော့ရက်လို့ရတယ်ပေါ့နော်ဒီလိုနီးလေးတွေနဲ့ဒါလုံးမဲ့ဆိုတော့ရှင်ဒီခါနာတဲ့တန်လည်းမခံရသလိုဒီအဖိုးဘွားအတွက်လည်းပြီးတော့ safety ပို့ဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်ဒါကတော့အကြမ်းမြင့်ပေါ့နော်တကယ်တဲ့လုပ်ငန်းခွင်မှာလုပ်တဲ့ခါမှာကျွန်တော်ဆောင်းတော့ပြောလို့ပေါ့ဒီလေဖြတ်နေတဲ့အဖိုးဘွားကြီးရှိတယ်နာမကျန်းတဲ့အဖိုးဘွားကြီးရှိတယ်6တော့ကလုံးလို့မရတဲ့အပိုင်းတွေမျိုးရှိတယ်ဒဏ်ရာရထားလို့ဒီလောက်လို့မရဘူးတော့အာ တိတ်တုံးလို့မရဘူးလူခမ်ယူတာတော့ဒီဒီအဖိုးပွားရဲ့ဒီဖြစ်တဲ့ယောဂပုံစံသူရဲ့ခန္ဓာကိုအချိန်နေပုံမူတည်ပြီးတော့ကျွန်တော်တို့ကရွှေ့ပြောင်းနေနေပြူပါတယ်အမျိုးမျိုးသုံးရတယ်ပေါ့နော်ဒါကကြတော့ဒီအထူးပြုဖြစ်သွားပြီပေါ့နော်အားသာကြတော့ဒီတကယ်လက်တွေ့မှာဘလို့ဖိုးပွားပုံစံဘလို့ပုံစံနဲ့ရှိပြီးတော့ကိုကဘလို့ပြောင်းရမယ်လေပုံမူတည်ပြီးတော့ဒီအနေငယ်ပြောင်းရတာပဲဖြစ်ပါတယ်ဒီကတော့ကျွန်တော်ပြောရဲဆုံးတော့အနေရနေအမြင့်ပြောင်းတာမဟုတ်ဘဲနဲ့အမြင့်ရနေအနေပြောင်းတာ နောက်တစ်ခုကဒီ juicing လို့ခေါ်တဲ့ခန္ဓာကိုယ်တစ်ခုရဲ့ဒီအလေးချိန်ရဲ့အလေးဗဟုပေါ့နော်ဒီအောင်အပြုတ်ပြီးတော့ပြောင်းမှာဖြစ်ပါတယ်အဲဒီလိုပြောင်းမရခြင်းပြင်ဒါကိုယ်လည်းဒီခါနာတဲ့ဝေဒနာမဖြစ်သလိုဒီအဖိုးဝိုက်တွေလည်းကောင်းတယ်ဗောနော်ဒါကတော့ကျွန်တော်မေးထားတဲ့မေးခွန်းနဲ့ပတ်သက်ပြီးပြောပြတာပဲဖြစ်ပါတယ်။ Okay ခိုင်းခွန်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်မေးထားတာအများကြီးရှိတယ်ဗောနော်ဒီတော့ဒီဈားထဲမှာလုံးဝဟိုအတိမဖြစ်ဘဲနဲ့ဟို rebound လည်းမပြန်ဖြစ်ဘူးလုံးဝလည်းပြန်မဖြစ်ပြ မဖြစ်ကြားဖြစ်ဘူးပေါ့เนาะဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ရှေ့လျှောက်ဒီစူးစမ်းပြီးတော့ကျွန်တော်ဖြေပြမှာဖြစ်ပါတယ်โอเคအားလုံးပဲကြည့်ပြီးတော့ကျေးဇူးတင်ပါတယ်